တကယ်တမ်းစိတ်ကိုဗာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်သူစိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သိခြင်းကိုသိတဲ့ဉာဏ် ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့။နောက်ဘုံဘုံတို့တရားလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်။တတ္တဝါတိုင်းတတ္တဝါတိုင်းဟာတေမျိုးတွေတစ်ချိန်မှတေရမှာဘယ်ချိန်တေရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုံဘုံတို့တေကြရမှာ။အဲ့ဒီတေခြင်းတရားကိုဘုံဘုံတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်။ငါဟာတေလူတယောက်ဖြစ်တယ်။ငါဘေးမှာရှိနေတဲ့လူတွေလည်းတေလူတွေပဲ။ ဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာတေကြားမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုန်းဘုန်းတို့ဟာစိတ်နဲ့မပြတ်မပြတ်ဘာလို့ပြရမလို့တွေးပြရမယ်တေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေးပြရမယ်တွေးပြလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်လို့စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘလောက်ပြောပြောမရဘူးဟုတ်လား အဲ့တော့ဘုမနုရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာမမွေ့လေအောင်ကောင်းမှုမှာပြောအောင်တကယ်အလုတ်ဖြစ်အောင်လှုပ်ချင်တယ်ဆိုရင်ဘုမနုရဲ့စိတ်ကိုတည်ရင်းကိုတည်တဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်းရင်းကြေးကြေးကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်နော်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာတော့တည်ရင်းကိုတည်တဲ့ဉာဏ်ပညာဟုတ်တတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံး တန်တရားဝိတုခါကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသေးချင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းတယ်။အဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်။ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာ ရှိပြီးသားပါ။ဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံသူဝေနာဟိနောတင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါ။ မနေ့ပြန်ကြမှာတေမယ်လို့ဘယ်သူသိနိုင်မလဲဘာဖြစ်လို့လဲဆိုတော့တေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စਿੱတိများစွာရှိတဲ့တေမင်းနဲ့ငါတို့တွေဘယ်ချင်းကြမှာတွေ့ကြမယ်လို့ချိန်ချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုအစဉ်အဆက်ချုပ်ပြီးတော့တကယ်ငြိမ်းအေးမှုချမ်းသာမှုအစ်စ်ကိုရဖို့အတွက် ဝိပဿနာလို့မဂ်ရှင်၈ပါးလို့တတိပဋ္ဌာန်လို့ကိုဘုမတို့လုံကြာမှာကိုအဲ့ဒီအလုတ်ကိုလုံဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘလို့ပြောရတော့အခုပဲလုံလိုက်တကယ်တမ်းစိတ်ကိုဘာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်ဒါစိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအ အဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သိခြင်းကိုသိတဲ့ဉာဏ်ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုံဘုံတို့သိရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတဝါတိုင်းတတဝါတိုင်းဟာသိမျိုးတွေတစ်ချိန်မှာသိရမှာဘယ်ချိန်သိရမယ်ဆိုတာတောင်မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုံဘုံတို့သိကြရမှာအဲ့ဒီသိခြင်းတရားကိုဘုံဘုံတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ် ငါတေလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းတေလူတွေပဲဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာတေကြမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုံဘုံတို့ဟာစိတ်နဲ့မပြတ်မပြတ်ဘာလို့ပြရမလို့တွေ့ပြရမယ်တေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေ့ပြရမယ်တွေ့ပြလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာ သူများဘလောက်ပြောပြောမရဘူးဟုတ်လားအဲ့တော့ဘုမတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာတော့မမွေ့လေအောင်ကောင်းမှုမှာပြောအောင်တကယ်အလုတ်ဖြစ်အောင်လှုပ်ချင်တယ်ဆိုရင်ဘုမတို့ရဲ့စိတ်ကိုသိရင်းကိုသိတဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်းရင်းကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာတော့သိရင်းကိုသိတဲ့ဉာဏ်ပညာ ဟိုတတ္တဝါတွေဟိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံးတန်တရာဝိတုခါကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသေးချင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာရှိပြီးသားပါဣဇေဝကိစ္စမာတ္တဗံကောဇင်ညာမရဏံတုဝေနာဟိနောတင်္ကရံတေနမဟာတေနေနမစ္ဆုနာ ဒီကနေ့ပဲလှုပ်တင်လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါမနေ့ပြန်ကြမှတည်မယ်လို့ဘယ်သူသိနိုင်မလဲဘာဖြစ်လို့လဲဆိုတော့တည်ခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စਿੱတများစွာရှိတဲ့တည်မင်းနဲ့ငါတို့တွေဘယ်ချိန်ကြမှတွေ့ကြမယ်လို့ချိန်ချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာ မမောမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းရေးမှုချမ်းသာမှုအစ်စ်ကိုရဖို့အတွက်ဝိပဿနာလို့မဂ်ကင်၈ပါးလို့တတိပဋ္ဌာန်လို့ကိုဘုဖွန်တို့လုပ်ကြာမှာကိုအဲ့ဒီအလုပ်ကိုလုပ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘလို့ပြောရတော့အခုပဲလုပ်လိုက်